တမချမ်းသာကြပါစေကျွန်တော်မျိုးကျွတ်ချမ်းသာလေးကလည်းအားလုံးကိုကျိုးဆိုပါရစေယူရိုပါလိပွဲစဉ်တွေကိုပွဲချိုတုံးတာပြီးမယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်ရွေးချယ်ထားတာပွဲစဉ်တွေကတအားများတဲ့အတွက်အဲကျွန်တော်စိတ်ကြိုက်လေးတွေပဲနည်းနည်းလေးရွေးချယ်ထားတယ်ပေါ့နော်ဘိုလွန်ညာနဲ့ဖရန်ဗက်တိုပွဲစဉ်မှာတော့ဘိုလွန်ညာတလုံးတရံနဲ့ဘူပေါင်းကြီးနှလုံး၈၀ဆိုမှပြီးထားတယ်ပေါ့နော်ဒါကတော့ယူရိုပါလိရဲ့ဒါရောင်းကီးပွဲစဉ်တွေဖြစ်တယ်ပေါ့နော် framework ကအဆင့်ခွန်မှာရှိတယ်ဘိုလုံးညာအဆင့်28မှာရှိတယ်ပေါ့နော် framework ကတော့သုံးမှတ်ရထားတယ်ဘိုလုံးညာရမှမရထားဘူးပေါ့နော်ဒီနှစ်သိန်းတစ်ချိန်တစ်ခါမှလည်းတွေးဆမှုထားတာလည်းမရှိဘူးပေါ့နော်ဒီတမိုင်းမှာချစ်ချစ်ပွဲပဲလည်းမရှိဘူးဘိုလုံးညာအတင်းကိုကြီးလိုက်မယ်ဆိုရင်သူက estomila 1z နဲ့ဝေးခွန်းမှာရှုံးထားတယ်ပေါ့နော်ဒါ italy series ဖက်မှာကြီးလိုက်မယ်ဆိုရင်ဒီနှစ်မှာတော်တော်လေးဘူးဆူဆူဝါးဝါးဖြစ်နေတယ်ပေါ့နော်ပြောချင်တာကတော့ tactics က goal လုံးရပုံတော့တော်တော်လေးခက်ခဲနေတယ်ဘောနော်တစ်ဘက်က front back ကိုကြည့်မယ်ဆိုရင် front back ကတော့အဲ့လိုမဟုတ်ဘူးဘောနော် front back ကတော့ဒါတိုက်စစ်ကောင်းတယ်ခံစစ်ကတော့လုံးဝမငြိမ်ဘောနော်ဒါပေမဲ့လည်းသူကတော့ဒါ present တုံးကဒါကျွန်တော် base ကို21ဆိုတဲ့ရက်လနဲ့နိုင်ထားကလည်းတွေ့ရမယ်ဘောနော်ဒါဒီ present မှာဖွင့်ထားတဲ့ wise to osport ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဘိုလုံးညာအနိုင်ကို160ကို3.60နဲ့ frame back အနေကိုလေးစားပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာ frame back ပဲကြိုက်တယ်ဗျာ frame back ရဲ့လက်ရှိ performance ကိုကိုကြိုက်တယ် frame back နဲ့ကျွန်တော်ဒီပွဲစဉ်မှာဘူကောင်းအပေါ်ကိုကြိုက်တယ်နောက်ထပ်တပွဲကကျွန်တော်ရွေးချယ်ထားတာကတော့ဂျာဖီယန်နိုနဲ့ Aston Villa တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါအဝေးခွင့်အသင်းဖြစ်တဲ့ Aston Villa level နဲ့ဆက်ဘူကောင်းကြီးနှလုံး90ဆိုမှပေးထားတယ်ဗောနော်ဒါ Aston Villa အဆင့်73ဖီယန်နိုကအဆင့်37မှာရှိတယ်ဗောနော် ဒီနှစ်တင်းကတော့အရင်တော့တွေးဆုံထားတဲ့ head to head တွေပါတော့မရှိဘူးเนาะဖီယန်တော့အတင်းကတော့လက်တလောသူ short ထားတဲ့အတာ question တွေကိုကြည့်မယ်ဆိုဘရာက1စီးနဲ့ရှုံးထားတယ်ဗောနော်ဒါ netland လစ်မှာဆိုရင်တော့တော်တော်လေးကောင်းပါတယ်ဗောနော်ဒါ netland လစ်နဲ့အခု euro ပါလိနဲ့တော့ခွာချတယ်ဗောဗျာ aston villa ကတော့သူတို့နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရထားတယ်ခြေလေးလည်းအနိုင်ရထားတာလည်းတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါဖီယန်တော့အနိုင်ကို2.80တေးကို3.60နဲ့ ဒါဖေရန်နိုအနိုင်ကို2.80တေးကို3.60အက်စတွန်ဗီလာအနိုင်ကို2.30ပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဖေရန်နိုစိုက်တယ်ဗျာဖေရန်နိုကြီးအင်ဂွင်းပွဲစဉ်လည်းဖြစ်နေတဲ့အတွက်ကျွန်တော်ဂူမောင်းအပေါ်နဲ့ဖေရန်နိုစိုက်တယ်နောက်ထပ်တစ်ပွဲကတော့ပေါ်တိုနဲ့ဇာဗာတာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပေါ်တိုကတလုံး90ရှုံဂူမောင်းကြီး390ဆိုမှပေးထားတယ်ဗောနောဒါပေါ်တိုအတင်းရတော့ဒါအဆင့်9မှာရှိတယ်ဇာဗာတာအဆင့်20မှာရှိတယ်ဗောနောဇာဗာတာကတော့ပွဲစဉ်တိတုံကတည်ချထားတယ်ဗောနောပေါ်တိုအတင်းကတော့ဒါ9ထားတယ်ဗောနော RV Salva ကို1099ထားတာတွေ့ရတယ်ဗောနော်။ဒါ Porto အတင်းကတော့တိတဲ့အတိုင်းပဲသူရဲ့ type စစ်ကတော့ကြောက်စရာကြီးဗောနော်။ဒါခံစစ်ကလည်းတော်တော်လေးအံ့ဩဖို့ကောင်းတော့အောင်ကောင်းနေတယ်ဗောနော်။ Zapata အတင်းကမကောင်းတာတော့မဟုတ်ပါဘူး။ Zapata အတင်းလည်းမဆိုးပါဘူးနော်။ဒီနေ့မှဒါသူ short ထားတာလေ Celtic ကိုတည်ရေးချထားတယ်ဗောဗျာ။ဝမ်းဝမ်း။ဒီနေ့တင်းကလည်းဇင်တစ်ခါမှ head to head မရှိပါဘူး။ Once to Osport team my friend Porto အနိုင်ကိုပြန်ကားတယ်။တည်ရေးကို4.3 Zapata အနိုင်ကို ခြောက်ဆပေးထားကျွန်တော်ပေါ်တူစိုက်တယ်ပြီးဂိုးပေါင်းအောက်ကိုစိုက်ပါနောက်ထပ်တစ်ပွဲတော့ Lion နဲ့ Salvat တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါ Lion အသင်းကအလုံးကို30ရှုံးချုံမှာပေးထားတာတွေ့ရတယ်ဗောနော်ပြီးလို့ရှိရင် body ကြီးကတော့တလုံး30ရှုံးဖြစ်ပါတယ်ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့3လုံး30နိုင်ဆိုမှာပေးထားတယ်ဗောနော် Lion အသင်းကတော့ဒါနိုင်ထားတဲ့အတွက်အစင်းစက်နဲ့မှာရှိတယ် Salvat ကတော့ရှုံးထားတယ်29ဗောနော်ဒီနေ့ရင်တော့တွေ့ဆုံခဲ့ဘူးကလည်းမရှိဘူးဗောနော် Lion အသင်းကတော့တည်တဲ့အတိုင်းမလားလီဂူမားမှာဆိုလည်းဒါတောက်လျှောက်ဗောနော် clean sheet တွေရယူထားတာတွေ့ရမယ် ဒါ line lee တို့ဒါ anger တို့ပေါ့နော် you track တို့ဒီအတင်းတွေကိုကျွန်တော် clean ရှေ့ရပြီးနိုင်ထားတယ်ပေါ့နော် traffic ကဒါ rv server ကတော့ port ကိုဆုံးထားတဲ့အတင်းလေးဖြစ်တယ်ပေါ့နော်တိတ်အားရစရာမကောင်းဒီနေ့မှာပေါ့နော်ဒီပွဲစဉ်အတွက်ဖွင့်ထားတာကတော့ line အနိုင်ကို62ပြတေးကို4.20နဲ့ RV server အနိုင်ကို5စပေးထားတယ်ပေါ့နော်ကျွန်တော်က lion body ကြိုက်တယ်ဗျာဒီပွဲထဲမှာ lion အတင်းနိုင်သွားမယ်လို့ပြန်သတ်မိရပေါ့နော် lion နဲ့ကျွန်တော်ဘုံမအောက်ကိုကြိုက်တယ်ပေါ့နော်ဒီပွဲထဲမှာနောက်တော့ဒီပွဲကတော့ base နဲ့ ဒါစတုဂတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါနဲ့တနာယူခွဲမှာပဲကံမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါစတုဂတ်3080နဲ့ဂိုဘောင်ကြီး3020ဆိုမှပြထားတယ်ပေါ့နော်အဘေးဆယ်ကတော့ဆွစ်ဇာလန်ဖြစ်တယ်စတုဂတ်ကတော့ဒါဂျာမနီကဖြစ်တယ်ပေါ့နော်စတုဂတ်အဆင့်10ဒါဘေးဆယ်က20နဲ့3ဘေးဆယ်ကရှုံးထားတာဟုတ်ဘေးဆယ်အတင်းရှုံးထားပါတယ်နော်ဘုဒ္ဓရှောင်းလဲဆိုတော့ဒါ frame back ကို21ပေါ့နော်အခုလဂျာမနီအတင်းနဲ့ပဲထပ်ပြီးတွေ့ရမယ်ပေါ့နော် Stuttgart အတင်းကတော့ဒါ Celta Vigo အင်္ဂွဲမှာ21နဲ့နိုင်ထားတယ်ပေါ့နော် Stuttgart အတင်းကတိုက်စစ်ကောင်းတယ်ခံစစ်ကတော့နည်းနည်းလေ ဆိုးတဲ့ထဲမှာပါတယ်ဗောနော။ဘေးဆက်အသင်းကလည်းတိုက်စစ်ကဂိုးတွေရတယ်ခံစစ်တွေကတော့ပွင့်နေတာတွေ့ရတယ်ဗော။ဒီနှစ်သင်းကလည်းဒါ head to head ဆိုလို့ Oakla Friendly 2020မှာဆော့ထားတယ်ဒါလည်း Stuka ပဲတာစီးရထားတယ်ဗောနော်။ Wise to Osprey ဂျင်းမှာဆိုရင်ဘေးဆက်အနိုင်ကို3.70တေကို4.10နဲ့ Stuka အနိုင်ကို85ပြားပဲပေးထားတယ်ဗောနော်။ ျွန်တော်တို့စတူဂတ်ဘော်ဒီကြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒါကတော့ယူရိုပါလိပွဲစဉ်တွေဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်ရွေးချယ်ထားတာတော့ conference league ပွဲစဉ်တွေလည်းချိုးပြီးလည်းပါတယ်ပေါ့နော်ဘယ်ကန်နိုနဲ့ဒါရှာကန်ဒီဂျာတို့ပွဲစဉ်ပေါ့နော်ဘယ်ကန်နိုကနှလုံး20နဲ့ဂိုးပေါင်းကြီး330ဆိုမှပေးထားတယ်ဒါတရားထမအောင်ဆုံးကာမဲဒါပွဲစဉ်တစ်လည်းဖြစ်တယ်ပေါ့နော် body ကြီးကတအားပြင်းနေတယ်လို့ကျွန်တော်တော့ခံစားရတယ်ပေါ့နော်လက်ရှိကျွန်တော်ဒါ ဘယ်ကနိုဆိုတာလည်းဒါလာလီဂါမှာဆိုလို့ရှိရင်နောက်ဆုံး၅ဘက်ဆက်နေပဲပျောက်ထားတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့နော်ဒီနှစ်တင်းကြားထဲမှာကစားသမားအင်အားတော့နည်းနည်းကွာခြားမှုရှိတယ်ဆိုပေမဲ့လည်းရှာကန်ဒီဂျာဖိုတိုကိုတွန်းနိုင်တဲ့အတင်းဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်ထားတယ်ပေါ့နော်ရှာကန်ဒီဂျာဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူကလည်းဒါယူရိုပါလိပလေးအော့ဖ်မှာဆိုတဲ့လူဒိုဂိုရစ်ကိုပေါ့နော်ဒါရှုံးမိမှဒီအဆင့်ကိုရောက်လာတာပေါ့နော်ဒါချန်ပီယံလိပလေးအော့ဖ်ဒီပိုင်းကအစသူတို့ဆော့လာတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့နော် ဒီပွဲစဉ်မှာခွင့်ထားတာကတော့ Wines to Osmar ဆိုရင် Belcano အနိုင်ကို18ပြားတေးရေးဖို့9ဆနဲ့ Shakhandija အနိုင်ကို19ဆပေးထားတယ်။ဒါမှကျွန်တော်ဘလူးဘက်နေနေပါအဓိကတော့ Shakhandija ဘော်ဒီပဲစိုက်ပါတယ်ပြီးရင်ဒါ330ဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုစိုက်တယ်ပေါ့နော်။နောက်တစ်ပွဲကတော့ Omania နဲ့ The Mines to ရဲ့ပွဲစဉ်ဖြစ်တဲ့ Omania ဆိုတော့ကျွန်တော်ညီကိုပြီးတဲ့အချိန်မှာ Cyprus ကဖြစ်တယ်ပေါ့နော်။ Mines ကတော့ဒါ Germany ကဖြစ်တယ်။ဒါအဝေးခွင့်အတန်း level 90ဂိုးပေါင်းကြီး350ဆိုမှပေးထားတယ်ပေါ့နော်။ဒါကြီးတယ်မယ်ဆိုလို့ရှိလို့ရှင်ဒါ minds အတင်းကတော့လူစင်းအပြတ်သက်တာတယ်ဗောနဒါပေမဲ့ the fact ကဒါ ancient အတင်းကိုလည်း shortcut ထားလို့မရအောင်ဒီအတင်းကတိုက်စစ်တာအားကောင်းတယ်ဗျာဒါကျွန်တော်မိထားလို့မရအောင်ဗောနတိုက်စစ်ကိုတော်တော်လေးချက်မြတ်တဲ့အတင်းထဲမှာဒီအတင်းပါတယ်ဒါပေမဲ့တံပိုးပိုင်းတော့နည်းနည်းတော့ကွာခြားမှုရှိတယ်ဗောနကစားသမားတံပိုးပိုင်းတွေမှာတော့ကွာခြားမှုရှိတယ်ဒီပွဲစမှာဖွင့်လာတော့ ancient အတင်းနိုင်ကို3.70တေးကို3.80နဲ့ minds အနိုင်ကို85ပြပြထားကျွန်တော်တို့ ancient အတင်းကြိုက်တယ်ပြီးဂိုးကောင်းအပေါ်ကြိုက်ပါတယ်။အော်နောက်ထပ်တဲ့ပွဲကလည်းဒါ Europa League ပွဲစဉ်ပေါ့နော်ကျွန်တော်တပွဲချန်လို့ရတဲ့ပြောဖို့ ဒါ Nottingham Forest နဲ့မဲ့ Dylan တို့ပွဲစဉ်ကြံသွားတယ်ကျွန်တော်ပြောဖို့ပါနော်ဒီပွဲစဉ်ကိုလည်းကျွန်တော် အာဒါ Forest ကတလုံး40ရှုံးတာ9ပေါင်းကြီး330ဆိုမှပေးထားတယ်ပေါ့နော်ဒါမဲ့ Dylan တင်းသုံးမှတ်ရထားတယ် Forest ကတော့ဒါတမတ်ပဲရထားတယ်ပေါ့နော်ဒီနှစ်သင်းပေါ့နော်အရင်တော့ head to head တော့မရှိပါဘူးလေ Forest ကလည်းနီးပြပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာတောက်လျှောက်ခံစစ်တွေကဂိုးတွေပဲပေးနေရတာပေါ့နော်ဂိုးပေါ်တွေတောက်လျှောက်ကျထားတာတွေ့ရတယ်မကြီးလာတဲ့အတင်းကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ဒါဒိမ့်မတ်မှာဆိုလဲသူကတော်တော်လေးကိုညင်နေတဲ့အတင်းပေါ့နော တိုက်စစ်ကငိုးတွေရတယ်။အခန်းစစ်ကလည်းတော်တော်လေးဒီနောက်ပိုင်းပွဲတွေမှာဆိုတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီနှစ်တင်းကလည်းဟတ်တူဟတ်မရှိဘူး။ဒါပေမဲ့ Northern Forest အနိုင်ကို45ပြားတေးရီကို9ဆနဲ့မကြီးလအနိုင်ကို6ဆပေးထားကျွန်တော်မကြီးလနဲ့ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်။ဒီပွဲစဉ်လေးကိုကျွန်တော်ကြံသွားပါတယ်မျိုးပြောပြောဘူးပေါ့နော်။အာဒါနောက်ဆုံးတပွဲကတော့ကျွန်တော်ရွေးချယ်ထားတာကတော့ဒါ Crystal Palace နဲ့ Dynamo Kiev နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Crystal Palace ကတလုံး30နိုင်9ပေါင်း350ဆိုမှပေးထားတယ်ပေါ့နော်။ ခရစ်စတာပဲလစ်ကတော့တော်တော်လေးကိုခံစစ်ကတော့ကြောက်ခမန်းလေးလေးပါနော်တော်တော်လေးကောင်းတယ်ပရီးမီယံလေးမှာဆိုတော့ရှောမမရှိသေးတဲ့အတင်းပေါ့ဗျာတစ်ဖက်ကဒိုင်းနမိုကိပ်ကတော့ဒါတိတဲ့တမ်းပဲယူရိုပါလိပလေးအော့ကန်နဲ့ချန်ပီယံလေးမှာဆိုလဲပါဖို့စ်ကိုရှုံးခဲ့တဲ့အတင်းဖြစ်တယ်ပေါ့နော် ခရစ်စတာဘဲလကရနောက်ဆုံးသူတို့နိုင်ကြတာတော့လီဗာပူး2-1ဝက်ဆမ်2-1ဆိုတော့တော်တော်လေးကိုသူတို့တိုက်စစ်ကကြောက်ဆရာယူသူတို့နောက်ဆုံးဆော့ကတဲ့နပွဲလုံးကခံစစ်တွေဂိုးတွေပေးထားလဲတွေးရတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါဒန်မိုကိပအနိုင်ကို9ဇာ3ကို4ဇာနဲ့ခရစ်စတာဘဲလအနိုင်ကို6ဆက်နဲ့ပြားပေးထားတယ်ပေါ့နော်ဒါကကျွန်တော်ထင်တဲ့ခရစ်စတာဘဲလနိုင်လဲပြား30လို့ပဲထင်တာပေါ့နော်ကျွန်တော်တော့ဒီအောင်ရင်းပြီးမှဒန်မိုကိပနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုရွေးချယ်စင်တယ်အပေါ်အပြန်လန်ဂိုးတွေပြဲမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ညီကိုရအောင်အပေါင်းပြကြပါစေဒီနေ့ကတော့ဒီလောက်ပါပဲ ဝဲတွေကလည်းတအားများတယ်ဗောနော်အများကြီးလည်းရွေးချယ်ရင်လည်းဒါအမားတွေပါလာနိုင်တယ်ဗောနော်မနေ့ကဆိုလည်းချန်ပီယံလိပွဲစဉ်တွေမှာတချို့တွေတော်တော်လေးမားတာတွေ့ရတယ်ဗောနော်ကျွန်တော်မျိုးကိုယ်တွေအားလုံးအပေါင်းပြကြပါစေချမ်းမချမ်းသာကြပါစေဗျာကျွန်တော်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော် VPN ခံပြီးတဲ့ကြည့်ပေးကြပါဦးမျိုးကိုယ်